သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်ပြီးကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါရခင်ဗျာပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့ဖအံခရိုင်အတွင်းမှာဝင်ရောက်ကျူးကျော်တက်ဆွဲထားတဲ့စစ်တပ်ရဲ့မော်ကွီးလူတက်စခန်းကိုအပြစ်သက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် ကရင်ပြည်နယ်ဖအံခရိုင်အတွင်းမှာဝင်ရောက်ကျူးကျော်တက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့မော်ကွီးလူတပ်စခန်းကိုအပြည့်အသက်ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ထားပါတယ်။မေလ16ရက်နေ့မနက်9:30မိနစ်ခန့်မှာဖအံခရိုင်တာကိုရဲပိုင်ကျုံမြို့နယ်အတွင်းမှာဝင်ရောက်တက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခလာရ24မှာစစ်ကောင်စီတပ်သားများတက်ဆွဲထားသောမော်ကွီးလူတပ်စခန်းကိုအပြည့်အသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။ အဆိုပါတိုက်ခိုက်သိမ်းပိုက်မှုကိုတမဟာခွန်းနဲ့လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့6မြို့ကနေပေါ်တာဆွဲဖန်စီခံရပြီးစစ်မှုထမ်းရသူလူငယ်လက်ပစ်ပုံးနှလုံးယူလာပြီးဗတ်ပြောင်းခိုလုံခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်တောင်ပိုင်းဟဲဟိုမြို့အခြေဆိုင်ခမရ18တရင်ကစစ်မှုတပ်စစ်ကောင်စီတပ်သားတအုပ်ဟာမေလ15ရက်နေ့မှာလက်ပစ်ဘုံးနှလုံးနဲ့ဗတ်ပြောင်းခိုးလုံလာတယ်လို့ People Defense Force 6တခင်ပိုးလာကြီးတပ်ဖွဲ့ကတာဝန်ရှိသူတအုပ်ကပြောပါတယ်။ဗတ်ပြောင်းခိုးလုံလာသူမှာအသက်22နှစ်အရွယ်တပ်သားကျော်ထုဖြစ်ပြီးခမရ18ကနေရတခနေမြေမော်နဲ့ကရင်ပြည်နယ်အတွင်းရှေ့တန်းနေမြေကိုပို့ဆောင်ခံရစဉ်မှာရန်ကုန်တိုင်းတန်လင်းမြို့အခြေဆိုင်ခလာရ139တပ်ရင်မှာယာယီတဲခိုးရခြင်း၎င်းတို့တပ်ဖွဲ့တံကိုရောက်ရှိခိုးလုံလာတယ်လို့ဆိုပါတယ်။ ၎င်းဟာ6မြို့နယ်ဇာတိဖြစ်ပြီးပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလအတွင်းမှာ6မြို့ကိုဈေးဝယ်လာရောက်စဉ်စစ်ကောင်စီတပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီးနောက်ရှမ်းပြည်နယ်တောင်ပိုင်းကျိုင်းတောင်မြို့အခြေစိုက်အမှတ်3တန်းမြင့်လေးကျင်ကြီးအကြောင်းကိုပို့ဆောင်ခံရပြီးစစ်မှုထမ်းတင်တဲ့အပတ်စဉ်30မှာ2လခွဲတက်ရောက်ခဲ့ရတာပါယခုနှစ်ဖေဖော်ဝါရီလအတွင်းမှာတင်နန်းဆင်းပြီးနောက်ဟဲဟိုမြို့အခြေစိုက်ခမရ78ကိုပို့ဆောင်ခံခဲ့ရပြီးရတခနေမီရှီတန်းကိုပို့ဆောင်ခံရဖို့မေလ9ရက်နေ့မှာရန်ကုန်တန်လင်းအခြေစိုက်တပ်ကိုရောက်ရှိခဲ့တာဖြစ်ပြီးအဲဒီကနေတဆင့်ထွက်ပြေးလာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။ People Defense Force 6တခင်ပိုးလာကြီးတပ်ဖွဲ့ဟာမကွေးတိုင်း6မြို့နယ်အခြေပြုတပ်ဖွဲ့ဖြစ်ပြီးလက်ပစ်ပုံနှလုံးယူဆောင်ပတ်ပြောင်းခိုလုံလာတဲ့တပ်သားကျော်ထူးကိုတပ်ဖွဲ့ဝင်တွေကစောင့်ရှောက်ထားက၎င်းဟာတပ်ဖွဲ့ထံကိုပထမဆုံးပတ်ပြောင်းခိုလုံလာသူဖြစ်တယ်လို့သိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ AA နဲ့ PDF ရောက်ရှိနေတဲ့ Airwadi တိုင်းအင်ကပူမြို့နယ်မှာတိုက်ပွဲပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်။ AA ရဲ့ထိုးစစ်အင်ကပူမြို့နယ်ကွင်းကောက်မြို့အနီးထိရောက်ရှိနေပြီးစစ်ကောင်စီကတံပြန်ထိုးစစ်ဆင်နေတယ်လို့ AA ပြောခွင့်ရသူကဆိုပါတယ်။ ရခိုင်ရိုးမနဲ့အေယာဝရီတိုင်းအဆက်အင်ကပူမြို့နယ်ကွင်းကောက်မြို့အနီးမှာယမန်နေ့မေလ15ရက်နေ့ကစပြီးအရက်ခတ်တပ်တော် AA နဲ့မဟာမိတ်ပူးပေါင်းတပ်များဟာစစ်ကောင်စီနဲ့တိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံများတော်လိုင်းရေးတပ်ဖွဲ့ဝင်များထံကနေသိရှိရပါတယ်။ပသိမ်မုံရွာကားလန်ဘေးမှာရှိတဲ့အမန်ငါတပ်မတော်တမ်းမြင့်လေ့ကျင့်ရေးကြောင့်တက်ကကငားနဲ့ရှစ်မိုင်ကျော်အကွာပိနေကွင်းကြေးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းဖြစ်တယ်လို့ဆိုပါတယ်။ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့လေးမျက်နှာမြို့နယ်အတွင်းမှာရှိတဲ့ဝက်ကုံ၊စံကုံ၊တုံတော်၊ရှားတော်စုနဲ့ ပန်းတော်ကြီးကျေးရွာများကိုအေးအေးနဲ့မဟာမိတ်ပူးပေါင်းတပ်များကတိမ့်ပိုက်ခဲ့ပြီးနောက်လေးမျက်နှာမြို့မြောက်ပန်းအင်ကပူမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများဘက်ထိတိုက်ပွဲများရောက်လာပါတယ်။ချင်းကိုက်ကွင်းဆိုတဲ့ရွာထဲထိကို PDF ကစိုးမိုးထားတယ်။ကားလမ်းရဲ့အရှိတ်ဘက်ကိုဝင်လာတယ်။တခုတေကြတာကတော့ရေးကြီးပန်းနာကနေပြီးမြန်အောင်ကြံကင်းဘက်တွေအထိအေးအေး PDF ပူးပေါင်းတပ်တွေကရခိုင်ရုံးမအတိုင်းမှာရှိနေတယ်လို့ဒုက္ခတဲ့အကြီးကူညီပေးနေသူအမျိုးသားတအုပ်ကပြောပါတယ်။ ငလင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာအပြည့်အခက်ရက်လိုက်တော့နည်းနည်းလေးငြိမ်သွားတာအဲ့ဒီမတိုင်ခင်တုန်းကဆိုရင် AA PDF တကယ်တိုက်တာကတအားမြန်တယ်ပသိမ်မုံရွာလမ်းဘက်ကိုတရက်ကို10မိုင်နှုန်းနဲ့ဆင်းလာကြတာလို့ဆိုပါတယ်ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ပသိမ်မုံရွာကားလမ်းမကြီးအနီးမှာရှိတဲ့ပန်းတော်ကြီးရွာကိုယခုလအစောပိုင်းမှာတိမ့်ပိုက်ခဲ့ပြီးနောက်အင်ကပူမြို့နယ်မှာရှိတဲ့ဘယ်ပြားကုန်းဆမာကုန်းချင်းကိုက်ကွင်းပိန်းနေကုန်းရွာများအထိတိုက်ပွဲဖြစ်လာခဲ့ခြင်းဖြစ်တယ်လို့၎င်းကဆက်ပြောပါတယ် ပန်းတော်ကြီးကနေပြီးတော့မြန်အောင်ဘက်ကိုဆင်းလာပြီးပိန်နယ်ကွင်းနာအထိကိုဆင်းလာပြီးအေအေနဲ့ PDF တွေကရခိုင်ရိုးမဘက်ချမ်းပသိမ်မုံရွာကားလန်းဟိုဘက်ချမ်းမှာနေတယ်။အဲ့ဒီဘက်ကနေအထံယူပြီးတော့တိုက်တယ်။ဒီရက်ပိုင်းမှာကတော့ကားလန်းကိုကျော်ပြီးဒီဘက်အပိုင်းကိုပါရောက်လာတယ်လို့ထိုမျိုးသားကဆိုပါတယ်။အေအေနဲ့မဟာမိတ်တပ်များရဲ့ထိုးစစ်ကိုရင်မဆိုင်နိုင်တဲ့စစ်ကောင်စီတပ်သားယာကနန်းခန့်ဟာစုတ်ခွာထွက်ပြေးလာပြီးပိန်နယ်ကွင်းရွာမှာရှိတဲ့စေတနာပန်းကင်းဘုံကြီးကျောင်းမှာအမြောက်တပ်ထိုင်ပြီးတက်ဆွဲထားတယ်လို့၎င်းကဆိုပါတယ်။ရွာထိပ်မှာစစ်တပ်ကအမြောက်နဲ့နေရာယူထားတယ် ပိန်နေကွင်းကနေပြီးတော့ချင်းကိုက်ကွင်းဆိုတဲ့ရွာကိုပြစ်နေတာတိုက်ပွဲတွေကပသိမ်မုံရွာလမ်းအရှိတ်အထိရောက်နေတာစေတနာပန်းကင်းတော်ရဘုံကြီးကျောင်းသားလေးမှာထိုင်နေတာလို့ပြောပါတယ်အမှန်ငါတက်မတော်တမ်းမြင့်လေ့ကျင့်ရေးကျောင်းတက္ကကငါမှာကွင်းကောက်မြို့အနီးမှာတည်ရှိပြီးစစ်မှုထမ်းတပ်သားတဲ့များကိုစစ်တပ်နဲ့ပေးနေတဲ့လေ့ကျင့်ရေးကျောင်းတစ်ခုဖြစ်ပါတယ် ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့မကွေးပဲခူးနဲ့အေယာဝတီတိုင်းတို့မှာစစ်ကောင်စီတပ်ကအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်လာပြီးတိုက်ပွဲများဖြစ်ပွားနေကြောင်းအရခတ်တပ်တော် AA ပြောခွင့်ရဥခိုင်တုခကမေလ14ရက်နေ့ကပြောထားပါဗျ။နောက်ထပ်တင်ဆက်ပေးခြင်းနဲ့တော်လန်ရေးစာရေးဆရာရဲ့သတင်းသုံးသပ်ချက်ကတော့အောင်မြင်ခဲ့တဲ့တော်လန်ရေးတိုင်းမှာအခက်အခဲတွေဘလောက်ရှိရှိဘယ်လိုအခြေအနေကိုဖြတ်တန်းရသည်ဖြစ်စေတုပေဒန်ပေခံတဲ့ခေါင်းဆောင်ခေါင်းတွေမွေးဖွားလာစမြဲပဲ။လက်ရှိအနည်းဆက်ဆုံးပြောရရင်ယူကရိန်းသမ္မတ ဗလိုတီမာဇယ်လန်စကီနဲ့ဆီးရီးယားသမ္မတတစ်ဖြစ်တဲ့ HDS ခေါင်းဆောင်အာမက်အရှာရာတို့ကတာဒကတွေပဲကမ္ဘာဒုတိယစစ်အင်အားအကြီးဆုံးရုရှားရဲ့ကျူးကျော်စစ်ကို၃နှစ်ကြာခုခံနေရတဲ့ယူကရိန်းသမ္မတရဲ့ခေါင်းဆောင်စွန့်ရည်မှုကအခရာကျခဲ့တယ် US သမ္မတအဖြစ် Trump ဒုတိယအကြိမ်ပြန်ဖြစ်လာတော့ငကူမကြည်ခဲ့တဲ့ Zelensky ကိုစီရေးအကူအညီဖြတ်တောက်တဲ့အပြင်ဥရောပမဟာမိတ်တွေနဲ့ပါခွာပြဲခဲ့တယ် နေတိုးမှာစားစိတ်တွေအချိုးကျထင်ဝင်ရမယ်ဆိုတဲ့ Trump ရဲ့အမိန့်အောက်မှာဥရောပကလည်းဂျင်းစိတ်နဲ့မိတ်တလင်ပြန်လုတ်ခဲ့တဲ့အပြင်ယူကရိန်းကိုပါစစ်ရေးအကူအညီထပ်တိုးမြှင့်ပေးခဲ့တယ်ပူတင်ရဲ့ရုရှားကိုတံပြန်ဖိုက်နိုင်ဖို့က US အကူအညီရမှဖြစ်ပေမယ့်ယူကရိန်းအနေအထားကြောင့်ဇယ်လန်စကီးက February နောက်ပိုင်းမှာတမရအင်ဖြူတော်မှာ Trump ကိုတွားတွေ့ခဲ့တယ် နိုင်ငံနဲ့လူမျိုးအတွက်အောက်ကျူလာသူဇယ်လန်စကီကို US ရာဇာနေဝင်းတို့ကအိမ်ဖြူတော့ overcam မှာပေါ်တင်တဲ့ဖြုတ်တယ်အရှက်ခွဲတယ်စကားတွေအခြေတင်ဖြစ်ပြီးဇယ်လန်စကီလက်ပြန်ခဲ့ရတယ်ပူတင်ကလက်ခုပ်လက်ဝါးတီးပြီးယူကရိန်းကို drone တွေ missile တွေနဲ့ထတ်တိုးတိုက်ခိုက်ပြီးနေမြေသိမ်းလာတယ်ယူကရိန်းနိုင်ငံရဲ့ငါးပုံတပုံအထိကျိုးကျော်လာနိုင်ခဲ့တယ် Kiev မြို့ကအရက်ဖက်ပြစ်မှတ်တွေကိုထင်တိုင်းကျဲပြီးပြစ်ခတ်လာတယ် US ရာဇာနေဝင်းကဒီယုံမြင်လို့ဒီချုံထွင်နေတာကိုပူတင်ကအပိုင်းဆိုပြီးယူကရိန်းကိုဝင်ဆောင်လာတာ ချိုင်းနာအဓိပတိရှီကျင်းဖင်ကပါထိုင်ဝမ်ကိုမျက်စောင်းထိုးလာတယ်။နန်စီပလိုစီထိုင်ဝမ်ကိုတရားဝင်လာလေအပြီးဘေကျင်းဝါရှင်တန်အစိုးရတွေစစ်ဖြစ်လူနေပါအထိဖြစ်ခဲ့ပြီးရှုံးနိုင်တဲ့အနေအထားကြောင့်အချီနေရဘေကျင်းအစိုးရ Crushing Tiger Hidden Dragon လို့အမိကုတ်ခဲ့ရတယ်။ဒါကြောင့်တောင်တရုတ်ပင်လယ်မှာ9 dash line နဲ့ဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ VN ရေပိုင်နက်တွေကိုတူပိုင်ပါတယ်ဆိုပြီးအင်အားပြချင်းချောက်နေတာ ဒေတာရင်းနိုင်ငံတွေနဲ့အာဖရိကဘက်မှာအကျွေးထောင်ကျောက်တွေစီးပွားရေးကိုလိုနီနေချဲ့ဖို့အတွက်အာဏာရှင်တွေကိုမြှောက်ပေးပြီးသူ့လက်သူ့ချေနဲ့အင်အားကြီးမားတည်တတ်ကြီးမားအောင်တိဆောက်လာတယ်။မဟာမိတ်အင်အားဆိုတာထက်တေဆိုတေရှင်ဆိုရှင်လက်အောက်ခံနိုင်ငံအဖြစ်သာကျုံ့သွင်းခဲ့တယ်။တရုတ်ဝင်ကူညီပေးပါတဲ့နိုင်ငံတိုင်းကတိုးတက်လာတာမရှိဘဲအကျွေးထောင်ကျောက်တွေအတိုးကြီးကျွေးမီတွေနဲ့နိုင်ငံရဲ့ project တွေကိုတရုတ်လက်ထက်ထိုးထည့်ပေးလိုက်ရတယ်။ တရုတ်အားပေးကူညီတဲ့နိုင်ငံအများစုကရွေးကောက်ပွဲနဲ့အနိုင်ရလာတဲ့အစိုးရမဟုတ်ပဲအာဏာသိမ်းထားတဲ့အာဏာရှင်တွေစစ်အုပ်စုတွေသာဖြစ်နေလေရှိပါတယ်။မလွန်ဆန်နိုင်အောင်လဲနိုင်ငံရေးအစစီရေးစီးပွားရေးအစုံချီနှောင်ထားပြီးလေဘင်းညှစ်ထားလေရှိတော့အာဏာမြေဖို့အတွက်တရုတ်ကြိုးဆွဲရာအတိုင်းလိုက်ကာရလေရှိတယ်။မြန်မာကအာနာတိတ်စစ်ခေါင်းဆောင်မအာလာဆိုရင်အာနာတီမြဲကြီးအတွက်တရုတ်ပြုသည်မနှုတ်ရမယ့်အခြေအနေအောက်ရောက်နေတာတွေ့ရတယ်။ရှီကအရင်ရုရှားသမ္မတပူတင်ကိုဒန်းတူမဟာမိတ်ခေါင်းဆောင်ဖြစ်သဘောထားဆက်ဆံခဲ့ပေမဲ့ ယူကရိန်းကျူးကျော်စစ်နဲ့ရုရှားခါလီဖြစ်လာတဲ့အချိန်မှာတဆင့်နှိမ်သဘောမျိုးလှုပ်လာတာတွေ့ရတယ်။ရုရှားရဲ့စွမ်းအင်ပို့ကုန်တွေကိုအောက်ဈေးနဲ့နှိုက်ပြီးအမျက်ထုတ်ခဲ့တယ်။စားတော်ကဲမျိုးရိုးဖြစ်တဲ့ပူတင်စတာဂျင်းကားနဲ့ဗော့ဒကာကိုအတူမြေဆန်းစားတာမျိုးတော့မလုပ်တော့ဘဲရှီကသူ့လိုချင်တဲ့အကွက်ထဲရောက်အောင်ကြုံတွင်းလာခဲ့တယ်။ US ရာဇာနေဝင်ကယူကရိန်းမဟာမိတ်ဥရောပကိုခွာပြဲဟန်ပြပြီးပူတင်နဲ့တလီတဲစီပုံစံမျိုးလုတ်ပြခဲ့တာကိုပန်ဒါရှီက US ကိုစူပါပါဝါအဖြစ်ကဖယ်ရှားဖို့စောင့်နေခဲ့တယ်။ US ယာစာနေဝင်းကကနေဒါနဲ့ဥရောပကိုသာမကတရုတ်ကိုပါအခွန်စည်းချက်ဖို့အမိန့်ထုတ်လိုက်တဲ့အခါပိုင်ပြီးဆိုပြီးပန်နာရှီက US ကိုတံပြန်အခွန်စည်းချက်ပြီးကုံသွေးရေးတိုက်ပွဲဆင်နွှဲခဲ့တယ်။အယူကွက်နင်းနေတဲ့ Trump ကချက်ချင်းပဲအကြက်ရိုက်နေတဲ့ Ukraine တမန်တော် Zelensky နဲ့မြေရှားအပါအဝင်တက်တတုတယံဇာတစာချုပ်ချုပ်လိုက်တဲ့အခါရှီဟာအငိုက်မိသွားတယ်။လက်ငင်း Ukraine မြေရှားအပါအဝင်တက်တတုတူဖို့ရေးအလုံမစသည့်တိုင်အောင် တကဘာလုံးအတိုင်းအတာနဲ့မြေရှာရီ90ရာခိုင်နှုန်းထုတ်လုပ်ဖြန့်ဖြူးရောင်းချပြီးလက်ဝက်ကြီးအုပ်ထားတဲ့တရုတ်နိုင်ငံအတွက်ကနောက်၄-၅နှစ်ကြာရင် US က China ကို re အတွက်မိကိုစရာမလိုတော့တာကြောင့်ကုန်သွယ်ရေးတိုက်ပွဲကပိုပြီးပြင်းထန်လာနိုင်တယ်။မခံနိုင်ရင်ကြိုးဆိုတဲ့အတိုင်းမြေရှာရီနဲ့ပတ်သက်ပြီးဂျပန်ကို2010မှာအလဲထိုးပြီးဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံကိုတရုတ်ကလက်လွှဲယူခဲ့တယ်။ 2018ပထမအကြိမ် trade war မှာကတည်းကတရုတ်သမ္မတရှိက2020မှာ sea champion နဲ့ retention ထုတ်လုပ်တဲ့စက်ယုံတွေကိုတွားပြီးခစ်တစ်ခရီးရှည်ချီတက်ပွဲမိန့်ခွန်းပြောခဲ့ပြီးတော့ US ကိုမြေရှားနဲ့အလဲထိုးဖို့လုပ်ခဲ့တယ်။ American မှာလည်းမြေရှားတက်တူထွက်တာပဲ။သို့သောတဘာဝပတ်ဝန်းကျင်ပျက်စီးမှုများပြီးပညာရှင်တွေကန့်ကွက်ခြင်းလက်လီစိတ်ပြီးထုတ်လုပ်မှုဈေးစကမြန်မာကျင်းတို့ကြောင့်ဝယ်300ရာတွက်ချီပိုကိုက်လို့လျှော်ပေးထားတဲ့အခြေအနေမှာတရုတ်ကအတန်ထွက်လာတဲ့အချိန် ကော်လိုရာဒိုမှာရှိတဲ့ရီထုတ်လုပ်တဲ့နေရာတွေကိုအရေးပေါ်ထုတ်လုပ်ဖို့စိုင်းပင်းထားခဲ့တယ်။အပြန်အလှန်ကြားချောင်းချောင်းနေတဲ့အချိန်ဒီတရုတ်ရော့အမေရိကန်မှာကင်ထားတဲ့ဝက်ဖဲတွေရှိနေမှာပဲ။ထရမ်ကလည်းဂျားတွေကငထွားခါနာနေတဲ့ပူတင်ကိုရက်30ကြာအပြည့်ခက်ရက်စေးရေးအတွက် PR ပေးခဲ့ပြီးဥရောပမဟာမိတ်တွေရဲ့သဘောထားအတိုင်းလေးတန်းပစ်လာတဲ့အခါမှာတော့ပူတင်ကရိုင်းဆိုင်သောရာဇတ်တန်ဆိုပြီးပြောခဲ့တယ်။အပြည့်ခက်ရက်စေးရေးကိုညှဉ်းဆန်နေမယ်ဆိုရင် EU ဘက်ကရုရှားကို18ကြိမ်မြောက်ဆန့်ရှင်ချမယ်လို့တညီတညွတ်ထဲဆုံးဖြတ်ချက်ချခဲ့ကြောင်းအတည်ပြုပြောလာတဲ့အချိန်မှာ US ဘက်ကလည်းနှုတ်ဆက်နေတာကြောင့်သဘောတူတယ်လို့ပဲမှတ်ယူရမယ်။တန်တမန်ရေးတိုက်ပွဲအကြော်အခွားတွေနဲ့တန်ဖိုးအတော်မြင့်လာတာကိုတွေ့ရပါတယ်။ဒီနေရာမှာဇယ်လန်စကီးရဲ့နိုင်ငံနဲ့သူ့ပြည်သူတွေအတွက် US သဘောအတိုင်းမှန်ချပြီးခေါင်းရှူဝင်ခဲ့တယ်။မမန်နာကိုချိုးနေပြီးခေါင်းဆောင်ကောင်းတယောက်ရဲ့ခံနိုင်ရည်ရှိမှုကိုပြသခဲ့တယ်။ အခုဆိုရင်ပူတင်ကတူရကီမှာကျင်းပမဲ့အပြစ်အခက်ရက်စဲရဲ့အခမ်းအနားကိုမတက်လာတော့ဘဲသဘောထားတင်းမာတဲ့ရုရှားကိုယ်စားလှယ်အဖွဲ့ကိုဆီလွတ်မဲလို့သိရပြီးဇယ်လန်စကီလည်းပူတင်မတက်ရင်သူလည်းမတက်တော့ဘဲအာဒိုဂန်ကိုလေးစားတော့အဖြစ်ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကိုဆီလွတ်မဲလို့သိရပါတယ်ဇယ်လန်စကီကလည်းအစည်းတရေပြန်ရလာတဲ့အနေအထားအပေါ်စည်းကနေအောက်စည်းပြန်ကျလာတဲ့ပူတင်အတွက်က news ဆိုတဲ့ဝက်ဘဲကိုပြန်ကစားလိမ့်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ် လွယ်တော့မလွယ်ပါဘူးသူစပြစ်ရင်ဥရောပနိုင်ငံတွေကြေမဲ့အပြင်ရုရှားနဲ့မြေပုံပေါ်ကပျောက်မှာပါပဲစကင်ဒီနေဗီယန်နဲ့ဘော့တစ်နိုင်ငံတွေမှာနေတိုစစ်အုပ်စုတွေကလည်းဗတ်စုံညူပစ်နိုင်တဲ့စင်တွေကိုအခိုင်အမာရွေးထားပြပါပြီချရင်လဲတတရကဘာစစ်ကိုဥတီလာမှာဖြစ်ပါတယ် ်ပူတင်ဟာတမရိုးကြယူကရိန်းကျူးကျော်စစ်ကိုဆက်ဆင်နှွှင်းပယုတ်လုံးလို့လုံးပါပါလာတဲ့အခြေအနေမှာရှေ့ဆက်တိုးမလားငြိမ်မလားဆိုတာကတော့ဒလန်းမဖြစ်လာပြီးယူကရိန်းအတွက်ကအသက်ပြန်ရှူချောင်သွားတဲ့အခြေအနေမှာဇယ်လန်စကီကိုပဲချီးမွမ်းမိတယ်လက်လွတ်ထားရတဲ့ယူကရိန်းနယ်မြေကိုပြန်ရယူဖို့အခွင့်အလမ်းမဆိုတလို့ရှိလာပြီးအရင်က Al-Qaeda လက်ခွဲခေါင်းဆောင်ဖြစ်တဲ့ Ahmed El-Shara ကစီးရီးယားမှာရှိနေတဲ့ Al-Qaeda unit ကိုဥဆောင်ခဲ့တယ်။ American ကနေစုကြီးငွေထုတ်ရတဲ့အထိအကြမ်းဖက်စရင်ဝင်ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာစီးရီးယားအာဏာရှင်ဘာရှားအယ်အာဆက်ကိုတိုက်ခိုက်လာခဲ့တယ်။အချိုးပြောင်းလာပြီး2021အင်တာဗျူးတစ်ခုမှာအာမက်ကအာဆက်အစိုးရကိုဖြုတ်ချနိုင်မယ်လို့ပြောခဲ့တယ်။ဘလို့မှကိုဖြစ်နိုင်ခြင်းမရှိတဲ့အခြေအနေမှာပြောခဲ့တယ်။အာဆက်အစိုးရကရုရှားရဲ့ထောက်ပံ့ပေးမှုနဲ့စီးရီးယားတနိုင်ငံလုံးကိုဒင်းပြစ်အာဏာရှင်စနစ်နဲ့ထောင်လွှားနေတဲ့အချိန်နိုင်ငံတကာဆိုတာကလည်းစစ်နိုင်သူကိုပဲအရေးတယူလို့တန်ကင်းတမန်ကင်းနဲ့အလိုက်အထိုက်ဦးစားပေးရတယ်။2024နိုဝင်ဘာလကုန်မှာ HDS ခေါင်းဆောင် ာမတ်အယ်ရှာရာဦးဆောင်တဲ့ဆီးရီးယားတော်လှန်ရေးထိုးစစ်စတင်ခဲ့တယ်။ဒုတိယမြို့တော်အလက်ပိုကိုသိမ်းယူပြီးဒမတ်စကတ်မြို့တော်ရှိခန်တက်လို့ဆိုနိုင်တဲ့ဟွမ်ကိုပါရလိုက်တယ်။ဒမတ်စကတ်ကိုတပ်ပေါင်းစုကြီးဝင်တိုက်ပြီးတဲ့နောက်မှာနှစ်ပေါင်းများစွာအာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့အာဆက်ကရုရှားကိုထွက်ပြေးခဲ့ရတယ်။ဆီးရီးယားတော်လှန်ရေးမဟာမိတ်ခေါင်းဆောင်ဖြစ်တဲ့အာမတ်အယ်ရှာရာကိုဆီးရီးယားသမ္မတသစ်ဖြစ်လာပြီးပျက်စီးယိုယွင်းနေတဲ့ဆီးရီးယားနိုင်ငံကိုပြန်လည်ဦးဆောင်ခဲ့တယ်။ အမေရိကန်ဆန်ရှင်တွေကြောင့်အနှုတ်ပြနေတဲ့ဆီးရီးယားရဲ့စီးပွားရေးအခြေအနေကိုပြန်လည်တည့်မှတ်ဖို့ဆိုရင် US ဆန်ရှင်ကိုပယ်ဖျက်ပေးမှရမှာဖြစ်ပြီး Saudi UAE အစရှိတဲ့ Islamic အုပ်စုကထိရောက်စွာအကူအညီပေးနိုင်မှာဖြစ်ပါတယ်။မေလ23ရက်ကနေမေလ16ရက်နေ့ထိ Trump ရဲ့ Saudi Arabia, Qatar, UAE ပင်လယ်ကွေ့နိုင်ငံများခရီးစဉ်မှာဆီးရီးယားသမ္မတတဲ့အာမတ်ပါ Trump ကိုလာတွေ့ဆုံခဲ့ပြီးဆန်ရှင်ဖြေလျော့ပေးဖို့တောင်းဆိုခဲ့တယ်။ ဆော်ဒီအစိုးရကနေဂျားဝင်ကမကထလုတ်တာဖြစ်ပြီးထရမ့်အတွက်ရင်းနှံကြွယ်ဝပြီးချမ်းသာတဲ့ဆော်ဒီနဲ့စီးပွားရေးသဘောတူညီချက်လက်မှတ်ထိုးဖို့နဲ့စစ်လက်နက်ပစ္စည်းရောင်းချဖို့ကြံနေတာဖြစ်တော့စီးရီးယားသမ္မတအစ်စ်နဲ့လက်ခံတွေ့ဆုံတယ်။ခတ်တံပြီးဆွေးဆောင်မှုရှိတဲ့လူဆိုပြီးထရမ့်ကသူ့ထုံးစံအတိုင်းပြောပြီးစီးရီးယားပေါ်ချမှတ်ထားတဲ့ဆန်ရှင်ကိုအာရပ်နိုင်ငံများနဲ့စီးပွားရေးသဘောတူညီချက်စာချုပ်ချုပ်ပြီးဖလှယ်ဖို့ပြင်ထားခဲ့တယ်။စီးရီးယားသမ္မတအစ်စ်အတွက်ထရမ့်နဲ့လက်ဆွဲနှုတ်ဆက်နိုင်ခြင်းကအပွင့်လာတယ်လို့ဆိုနိုင်ပါတယ်။ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကဘာမှတ်ချက်မှမပေးသေးပါဘူးလက်တလော US နဲ့အစ္စရေးအတွက်အစ္စလာမစ်ကဘာကိုဆော်ဒီကိုပဲဥဆောင်စေပြီးအီရန်ကိုအထီးကျန်ဖြစ်ဖို့ဥတီထားတယ်တော်လန်ရေးပြည်ကစားစီးရီးယားအခြေအနေကိုစနေနာရမှာဖြစ်ပြီးတမရတဲ့အာမတ်ရဲ့ခေါင်းဆောင်မှုကိုအကဲခတ်စောင့်ကြည့်ရမှာဖြစ်ပါတယ်မြမနွေဦးတော်လန်ရေးမှာလည်းတကယ်တမ်းဥဆောင်နိုင်မဲ့စီးရီးခေါင်းဆောင်နဲ့နိုင်ငံရေးခေါင်းဆောင်ကကချင်နဲ့ရခိုင်မှာပေါ်ထွက်လာဖို့ရှိနေပါတယ် NUG ကိုထည့်မပြောတာကစစ်နိုင်မှ de facto အာဏာရမယ်အခြေအနေနိုင်ငံတကာနဲ့ဆက်သွယ်ပြောဆိုရမယ်အခြေအနေမှာစစ်ရေးနိုင်ငံရေးရှေ့ဆက်ပြောရမယ်ဆိုတဲ့အချိန်မမမမဥဆောင်နိုင်ဖို့လိုအပ်နေတဲ့အချိန်စစ်အာဏာရှင်အမြင့်ပြက်ပြီးပြန်လည်တည်ဆောက်ရေးလုပ်နေချိန်မှာ NUG အစိုးရအနေနဲ့တိုင်းရင်းသားခေါင်းဆောင်တွေနဲ့အတူလူမှန်နေရာမှန်နိုင်ငံတာဝန်ကိုခွဲယူစေချင်ပါတယ်ယခုလောလောဆယ်တော်လန်ရေးတပ်ဦးမှကချင်းနဲ့ရခိုင်ခေါင်းဆောင်တွေကိုနေရာပေးမှသာလျှင် game changer ဖြစ်မယ်လို့ယူဆပါကြောင်းရေးသားထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနာဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေနောက်ထပ်ပြည်တွင်ပြပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာကြပါစေခင်ဗျာကြပါစေ